ဆမ်မဲတူမောင်ကြီးတို့ရေတူမောင်ကြီးတို့မျိုးချစ်တို့က MNDA တို့အဖွဲ့ဖျားကိုတူနဲ့ထုတဲ့အချိန်တုန်းကအော်လိုက်ကြတာအော်လိုက်ကြတာလိုင်းတာရကဖျားကိုအဘတို့ကဘူဒိုဇာနဲ့ထိုးပြီးဖျက်ဆီးတာကိုကြတော့ကျူးကျော်ဖျားမလို့တဲ့တူမောင်ကြီးတို့ရေတူမောင်ကြီးတို့မျိုးချစ်တို့ကဗဒတ်တို့အဖွဲ့ဖျားကြိုဖျားကြတိုက်ပွဲပေါ်ဆောင်လို့ဆိုပြီးရင်ထုမနာအော်ဟစ်လိုက်ကြတာ တရင်ပြည်နယ်လက်ခတ်တောင်ဖျားကုန်းပေါ်မှာတက်ဆွဲအမြောက်ကြီးတွေပါထိုင်ပြီးဟိုပြည်ဒီပြည်တွေလုအပေါ်မှာဇီဒီတည်ပြီးဖျားရဲ့အောက်မှာတနက်ဖြစ်တဲ့ဘန်ကလုတ်ပြီးဖျားနဲ့အကာအကွယ်လုတ်ခံတက်ဆင်ထားတဲ့အမှုမှန်ကြီးပေါ်ပေါက်သွားတော့လူမောင်ကြီးတို့ကဖျားကုန်းပေါ်မှာတက်မတော်ကအမြောက်ထိုင်ပြီးအမျိုးဘာသာသာသနာကိုကာကွယ်ပေးနေတယ်လို့ပြောကြပြန်ရောနမဲကြီးဖျားတဆူဆူသုံးမဟုတ်သာသနာနေမြေကုကုကိုတက်မတော်ကလီရင်နဲ့ဘုံကျဲလိုက်ပြီးဆိုတာနဲ့ မျိုးချစ်တို့အတန်ထွက်လာကြပါပြီအချမ်းဖတ်ပဒက်တွေရှိလို့ဒီလိုဖြစ်ရတာအသေးနာတယ်ဘာညာပေါ့အေးဒါပေမဲ့တက်မတော်ကရွာတွေကိုမီးနဲ့ရှို့ဖျက်ဆီးခဲ့ပြီးအဲ့ဒီဖျက်ဆီးခဲ့တဲ့အိမ်တိုင်းမှာဖျားကြောင်းဆောင်မဟုတ်ရင်ဖျားဆင်ဆိုတာအိမ်တိုင်းမှာရှိတယ်ဗျအညာမြေတကြောအိမ်တိုင်းမှာဗုဒ္ဓဘာသာဝင်တွေနေထိုင်ကြတာလीရေတွက်ကြည့်လိုက်ရင်ဖျားဆင်ပေါင်းတိတ်နဲ့ရှိတက်မတော်ကမီးရှို့ဖျက်ဆီးထားခဲ့ပြီးပါပြီ ဖယားကိုအကြီးကြီးမှပို့ပြီးတကူးရှိသို့မဟုတ်ဖယားလိုမျိုးချစ်တွေကထင်နေလို့လားတော့မသိဘူးအိမ်တိုင်းအိမ်တိုင်းမှာရှိတဲ့ဖယားစင်ပေါင်းတိတ်နဲ့ချီမီးရှို့ဖြည့်ဆည်းခဲ့တာကိုကြတော့မျိုးချစ်တွေစကားတွေတောင်ထည့်မပြောခဲ့ကြဘူးဗုဒ္ဓဘာသာဝင်ပေါင်းဂဒေနဲ့ချီပြီးအညာမှာအိုးမဲ့အိမ်မဲ့ဒုက္ခဆင်းရဲကြုံနေကြရပြီဒါကိုကြတော့မျိုးချစ်တွေမတိချင်းရောက်ဆောင်လှည့်လို့ရှုနေကြတော့စစ်တပ်ကမဟုတ်ပဲ စန့်ကြံဘက်အဖွဲ့ကတခုခုလှုပ်လိုက်ပြီးဆိုတာနဲ့ရေကြီးခွင့်ချက်ထားလုပ်ပြကြပါပြီ။သာသနာဆိုတာဘယ်မှာတရားမှမသိတဲ့ဖျားစုဗုဒ္ဓဘာသာဝင်တွေတော်ပါပြီဗျာ။မပြောတော့ပါဘူး။ဆက်ပြောရင်လေမင်းကဗုဒ္ဓဘာသာဝင်မဟုတ်ဘူးလားလို့ပြောခံရအောင်မယ်။တူမောင်ကြီးတို့မျိုးချစ်တွေကိုပြောစရာစကားရှိသေးတယ်ဗျာ။တူမောင်ကြီးတို့ပဲတရုတ်ကျူးကျော်စီလို့ပြောလိုက်ဘာသာရေးစစ်ပွဲလို့ပြောလိုက်နဲ့ ပြည်သူတွေကိုတနက်နဲ့တိပြီးစစ်တပ်ကိုအတင်းထောက်ခံခိုင်းလို့မရဘူးဗျ။ကို့လောက်ရက်ကမှန်ကန်ဖို့လိုတယ်လို့ကို့ပြောစကားကိုကိုတီဘိုးကလည်းလိုတယ်ဗျ။အခုလည်းကြည့်ပါလား။ဟိုဘက်အဖွဲကိုကြတော့ပြပအာကိုပစိန်ယိုးပထွေးမြော်ဝါဒီဆိုပြီးအောက်လုံးတွေထိုးခဲ့ကြပြီ။ကိုကို တိုင်ကြတရုတ်လက်နက်ကင်ရုရှားလက်နက်ကင်တွေကိုတိုင်းပြည်ထဲခေါ်ထဲလာတာကိုကြတော့တတ်မတော်နိုင်ဖို့အတွက်ဘာမစုံလုပ်ရမဲတဲ့။ ဖန်ခင်ရမယ်လို့မပြောရုံတမင်ပဲရှိတော့တယ်။ဘလို့ပဲဖြစ်ဖြစ်အမျိုးဘာသာတာသနာဆိုတဲ့လူတွေကဘာသာတာသနာကိုကာကွယ်နေတုံးပဲဆိုပြီးဖိပစ်អော်နေလို့ကောင်းနေတုံးဖြစ်တယ်လို့ကျွန်တော်တို့မြန်မာတပ်မတော်ကြီးကလည်းဖျားကုန်းပေါ်မှာအမြောက်ထိုင်ပြီးအမျိုးဘာသာတာသနာကိုကာကွယ်နေစေပါပဲ။တတွင်အမှန်တွေတင်ဆက်ပေးနေတဲ့ဒီဟုတ်စီဒီဇိုင်း